ဒေါ်လန်ရင်းနဲ့စီးချလိုက်တဲ့အခါအခုဒေါ်လန်ရင်းကလာကြီးမှာလူတွေဟာအယမ်းတည်တာသွားတယ်။အရေးချင်းရှိတဲ့သူနဲ့အရေးချင်းမရှိတဲ့သူစီရင်နာရှိတဲ့သူနဲ့စီရင်နာမရှိသူအလုံးလုံးတဲ့သူနဲ့မလုံးတဲ့သူတွေကိုလုံးဝကွဲကွဲပြားပြားမြင်ရတယ်လို့မစ္စမွေးကမောင်လူမွေးကိုပြောပါတယ်။တနေ့ကုန်စာသင်ပြီလို့ညနေမိုးချုပ်အချိန်လျှက်စင်မိမရှိလို့မှောင်းနေတဲ့အိမ်ထဲမှာမောင်လူမွေးတို့နှစ်ယောက်အတူထိုင်ရင်းမစ္စမွေးကမောင်လူမွေးကိုပြောပြနေတာပါ။မောင်လူမွေးဟာတနေ့ကုန်စာသင်တဲ့ နေ့လယ်ဓမင်းစားပြီးတာနဲ့စားဖက်တယ်။ညနေမိုးချုပ်ဆိုဖုန်းနဲ့ဆက်သွယ်ပြောဆိုစရာရှိတာကိုဆက်သွယ်ပြောဆိုတယ်။ညဆိုစားရည်တယ်။ဒီလိုဆိုတော့မစ်မွေးပြောတဲ့အရေးချင်းမရှိစေရနာမရှိ အလုံးမလုံးတတ်တဲ့လူဒန်းစားထဲမှာမပေါတော့ဘူးလို့ကိုကိုကိုယုံကြည်နေပါတယ်။တာတော်မောင်လူမွေးဟာအိမ်သုံးရေခတ်တဲ့တောင်ဝန်ကိုဆောင်ရွက်ရာမှာနှောက်နေတယ်။အိမ်တန်ရှင်းလုပ်ရာမှာအားနေတယ်။စီစနစ်ကြီးလာတဲ့မစ်မွေးရဲ့အဆူကိုမကြမကြခံရလေရှိပါသေးတယ်။ ဒေါ်လာရေးကာလမှာလုံမယ်ဆိုအလုပ်တွေက ပုံလို့ပါ။ပညာရေးစစ်ဆောင်ကူညီရေးပညာဖြန့်ဝေရေးထောက်ဖို့ကျန်းမာရေးရရွာရေးစသဖြင့်အများနဲ့ဆိုင်တဲ့နေရာတွေမှာလိုအပ်နေတဲ့နေရာတွေအများကြီးရှိကြတယ်။အဲဒီလိုအများနဲ့ဆိုင်တဲ့နေရာတွေမှာလှုပ်ဆောင်ကြရမှာလှုပ်ဆောင်သူရဲ့စေတနာနဲ့ရည်ချင်းဟာအဓိကကြတယ်။ပညာရေးဘက်ဆိုတော့စာကိုကောင်းကောင်းကြိုးစားမတင်နဲ့စာသင်ချိန်အချိန်မမှန်နဲ့ဆရာဆရာမတစ်ယောက်ကိုထိန်းချောင်းဖို့ခုနေကာလမှာအရန်ကိုခက်ခဲပါလေဒီလိုထိန်းချောင်းဖို့ခက်ခဲတော့ စီရင်နာမတန်တဲ့ဆရာဆင်မတွေကိုလည်းတွေ့ဝိုက်ပြောဆိုတာမျိုးကလွဲရင်ဒီအတိုင်းပဲထားကြရပါတယ်။သတိထားတဲ့ចောင်းသားမိဘတချို့ကတော့ဒါကိုသိကြပါတယ်။အရင်ကဆရာဆင်မတွေကနာသုံးနာចောင်းကိုပြောကြတယ်ဗျ။သူတို့ကစီရင်နာဝါသနာအနစ်နာခံကြတဲ့သူတွေပေါ့။အခုလိုခက်ခဲနေတဲ့အနေထားမှာနာသုံးနာမရှိတဲ့သူတွေကအလုံးမလုံးကြတော့ဘူး။သူတို့တွေအရင်က ပြောခဲ့တာတွေကလိန်လာဖြစ်နေတာပေါ့ဗျာလို့မောင်လူမွေးကိုခင်မင်တဲ့မျိုးသားတို့ကမှတ်ချက်ပြုပါတယ်။ သူစနီးဟာ CDM ចောင်းဆ iam မှာတူဖြစ်ပြီးလက်ရှိအချိန်ထိတောင်းကနန်လာစာနဲ့ဂျားကလာပညာရေးမှာပညာသင်ကြားပေးနေသူဖြစ်ပါတယ်။ဒီလို siam တွေမျိုးတွေရဲ့နာသုံးတာနဲ့မောင်လူမွေးတို့ရဲ့တော်လန်နေမြေကပညာရေးကိုခီးဆက်နေရစေဖြစ်ပါတယ်။ပညာရေးအပြင်အခြားရရေးရွာရေးကိစ္စတွေကအစဘာသာရေးသာသနာရေးအဆုံးတော်လန်ရေးကာလမှာလူတွေရဲ့ပြောင်းလဲမှုကိုတိတိသားသားမြင်ကြရတယ်။အရင်ကနာမည်ရဖို့ရရေးရွာရေးလှူရေးတန်းရေးမှာစိုက်ထုတ်ခဲ့တဲ့လူအချို့ဟာ အခုတော်လင်ရေးကာလမှာနေသာသလိုပဲနေကြတာတွေရှိတယ်။ဒီလိုနေကြတဲ့သူတွေကတော်လင်ရေးကိုအားမပေးတဲ့သူတွေပေါ့ဗျာ။တော်လင်ရေးဘက်ကလှုပ်တဲ့ဟာဆိုဘာဆိုဘာမှမပေါအောင်တတ်နိုင်သမျှနေတဲ့လူတွေပေါ့။တကယ်တော့ရဲရေးရွာရေးပညာရေးသာသနာရေးဆိုတာတွေကဘယ်အချိန်မှစလုပ်ရတဲ့ဟာတွေလူတွေကိုတိတိသားသားကြီးခွဲခြားမြင်လဲရတဲ့အတွက်တော်လင်ရေးကိုတော့ကျေးဇူးတင်စရာကောင်းတယ်ဗျာလို့ရဲရေးရွာရေးမှာတက်ကြွစွာပါဝင်နေသူတို့ကပြောပါတယ်။ တကယ်တော့မောင်လူမွေးကိုယ်တိုင်လည်းမြေပြင်မှာတော်လန်ရေးကိုစိတ်မဝင်စားတဲ့သူတွေရရဲ့ရွာကြီးပညာကြီးဘာမှစိတ်မဝင်စားသူတွေနဲ့အမြဲတမ်းကြုံတွေ့ရင်ဆိုင်နေရတာပါပဲဒီလိုလူတွေရဲ့သားသမီးတွေကိုမောင်လူမွေးကောင်းကောင်းစာသင်ပေးပါတယ်အခြားသောအကျိုးတွေကိုလည်းကြုံရင်ကြုံသလိုမညှို့မညင်ဆောင်ပေးပါတယ်ဆရာနာရှင်ကိုတော်လန်နေတဲ့သူတွေဆိုတာဘယ်လိုလူမျိုးတွေဆိုတာသူတို့ကိုအလုံးနဲ့ပဲတတ်သိပြပါတယ်တော်လန်ရေးကစီးချပေးလိုက်တဲ့အခါလူတွေရဲ့အတွင်းသဘောကိုရှင်းရှင်းလင်းလင်းကြီးမြင်ကြရပြီး စေတနာရှိတဲ့သူနဲ့စေတနာမရှိတဲ့သူစိတ်ကောင်းထားနိုင်တဲ့သူနဲ့စိတ်ကောင်းမထားနိုင်တဲ့သူတွေကိုလုံးဝကွဲကွဲပြားပြားမြင်ကြရပါလေသူတို့တွေကအချို့ဟာအလုံးမလုံးကြပေမဲ့မနာလိုမွန်တိုတာဝေဘန်အပုတ်ချတာတွေကိုလှုပ်တက်ကြောင်းလဲမောင်းလူမွေးတည်ပါတယ်ဒါပေမဲ့သူတို့ဟာလဲတမီတဲ့နေတီတဲ့တောက်ကြတဲ့လူတွေမှုသူတို့အချို့ကိုဆောင်ရပါတယ်စီးချနေတဲ့သူတို့ဟာမောင်းလူမွေးတို့လုံရက်တွေပိုကောင်းလာတဲ့တနေ့မောင်းလူမွေးတို့ဘတ်ချန်းကိုရောက်လာကြရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့စူးစမ်းနေပါတယ်ခင်ဗျာ Maulu Mui.